ဟာသမီးတို့မင်္ဂလာပါဒီချေကတော့တတိယတန်းဇာတိတကိုတင် जा ပေးမယ်ဒီချေဗျူထိုက်ပဲဖြစ်ပါတယ်ဒီချေဒီနေ့ပြောပြပေးမယ်ခေါင်းစဉ်လေးကတော့စီကန်းရှိပါဆိုရဲခေါင်းစဉ်လေးပဲဖြစ်ပါတယ်ဒါဆိုရင်ဒီချေတို့စီကန်းရှိပါဆိုရဲခေါင်းစဉ်လေးကိုမပြောခင်မှာတအားတို့သမီးတို့အိမ်မှာရောစီကန်းနေရှိပါသလား စည်းကမ်းတွေရှိပါတယ်เนาะကျောင်းမှာဆိုလဲကျောင်းစည်းကမ်းရှိတယ်လို့လမ်းမှာဆိုလဲလမ်းစည်းကမ်းလေးတွေရှိပါတယ်ဒါဆိုရင်ဒီစည်းကမ်းလေးတွေဘယ်လိုမျိုးလိုက်နာရမလဲဆိုတာကိုပြောပြပေးသွားပါမယ် ကျမကတော့တတိယတန်းကျောင်းသူဖြူလေးပဲဖြစ်ပါတယ်။မကြခင်ကြားရတော့မယ်ကဘာဆရာများနေ့အထိမ်းမှဟောပြောပွဲကိုနားထောင်ပြီးနယံကက်စာဆောင်တွေကိုခန်းမထဲမှာအတန်းလိုက်သွားလေ့လာရမှာဖြစ်ပါတယ်တဲ့။ဒါကြောင့်ဒီကနေ့ကျောင်းစုဝေပွဲမှာဆရာကြီးကခန်းမထဲကိုစနစ်တကျတန်းစီပြီးသွားဖို့ဟောပြောပွဲကိုအာယုံဆိုင်ပြီးနားထောင်ဖို့နဲ့စကားမပြောဖို့မှတ်စုစာအုပ်နဲ့ခဲတံယူသွားဖို့နယံကက်စာဆောင်တွေကိုညစ်ပေအောင်မရေးချစ်ဖို့စနစ်တကျဖတ် ပြီးမှတ်သားထားဖို့မှာကြားပါတယ်။နေမကောင်းလို့ကြောင်းမတက်နိုင်တဲ့ပန်းဤကိုလည်းဆရာကြီးမှာကြားတဲ့စီကံချက်တွေကိုပြောပြရပါဦးမယ်တဲ့။ဟုတ်ပါပြီ။ဒါဆိုတီချေတို့ကျောင်းစာကြီးတိုင်းမှာရောဘယ်လိုမျိုးစီကံလေးတွေရှိလဲတီချေတို့ဆက်ပြီးတော့ကြည့်ပါမယ်နော်။ ပန်းအီးတို့ကျောင်းမှာတဲ့ကျောင်းစာကြီးတိုင်းရှိပါတယ်တဲ့ပန်းအီးကပုံမြင်ကြိုက်တဲ့သူမျိုးကျောင်းစာကြီးတိုင်းမှာပုံမြင်သွားဖတ်ရတာအလွန်ပျော်ပါတယ်ကျောင်းစာကြီးတိုင်းမှာပုံမြင်စာအုပ်တွေကာတွန်းစာအုပ်တွေကပြားစာအုပ်တွေရုပ်ပြစာအုပ်တွေ တို့ចောင်းသားសាសောင်းတွေ ਨੇ ပညာတတ်ဆောင်សាអុတွေရှိပါတယ်။ចောင်းសាជីដៃតាវិនកានសៀមាដော်មូមូកចောင်းសុវីបွဲមកសាជីដៃស៊ីកានတွေကိုပျော်ပြထားပါတယ်။សៀមសៀមាတွေ ਨੇ ចောင်းသားចောင်းသူတွေသဘောတူឆ្មាត់ထားတဲ့ស៊ីកានတွေကိုចောင်းសាជីដៃတွေမှာយេរីកាត់ထားပါတယ်။តတ်မှတ်ထားတဲ့အချိန်မှာအတင်းလိုက်အလှဲ့ကြសាអុဖတ်တာတွေសាអុငားတာတွေလုပ်ရပါတယ်။សាជីដៃတွေမှာအစားစားနေတာအိတ်နေတာစော့ကစားတာអော်ဟစ်ပြောဆိုတာសុញ្ញានណាတွေမလုပ်ရပါဘူး။ စာအုပ်တွေကိုဖတ်ပြီးရင်မူလနေရာမှာပြန်ထားရပါမယ်။အရင်ငှားထားတဲ့စာအုပ်ကိုပြန်အပ်ပြီးမှစာအုပ်အသစ်ထပ်ငှားရပါမယ်။ စာအုပ်တွေကိုညစ်ပေအောင်ရေးချစ်တာတွေမလုပ်ရပါဘူး။စာကြီးတိုက်ကို လွယ်အိတ်တွေမယူလာရဘူး။ကိုထက်အတန်းငယ်တဲ့ကလေးတွေစာကြီးတိုက်ကိုကောင်းစွာအသုံးပြုနိုင်ဖို့ကူညီပေးရပါမယ်။ចောင်းစာကြီးတိုက်တွေကပြိဘောကတွေကိုလည်းယူသေးစွာကင်တွယ်ရမှာဖြစ်ပါတယ်။ចောင်းစာကြီးတိုက်ဟာចောင်းသားတွေကိုအသိပညာဗဟုသုတများစွာပေးတဲ့အပြင်စီကံရှိလာအောင်လေ့ကျင့်ပေးတဲ့အတွက်ចောင်းသားအလုံးចောင်းစာကြီးတိုက်စီကံကိုလိုက်နာကြရပါတယ်။ ကဲဟုတ်ပါပြီဒါဆိုရင်ဒီချေရိုစီကန်းရှိပါဆိုတဲ့ခေါင်းစဉ်လေးအောက်မှာတော့စီကန်းဆိုတာနေရာတိုင်းမှာ ရှိပါတယ်ဒါဆိုရင်နေရာတိုင်းမှာရှိတဲ့စီကန်းလေးတွေကိုသားတို့သမီးတို့လိုင်းနာမှသားသားတို့သမီးတို့အတွက်အန်ဒီရယ်လေးကင်းမယ်ဒါဆိုရင်တခြားလူတွေရဲ့အမြင်မှာဆိုရင်လည်းအော်သားတွေသမီးတွေကစီကန်းရှိလိုက်တာဆိုပြီးတော့မြင်မှာပဲဖြစ်ပါတယ်ဒီနေ့သင်ခန်းစာလေးရောဒီလောက်ပါပဲနောက်သင်ခန်းစာမှာပြန်လည်ဆုံတွေ့ကြပါမယ်